ကမ္ဘာကျော်ဟောလိဝုဒ်မင်သားကြီးဂျော့ဂလိုနီဟာသူခက်ခဲစဉ်ကာလကအကူအညီပေးခဲ့မှုတဲ့တငယ်ချင်း၁၄ယောက်ကိုဒေါ်လာတသန်းစီပြန်ပြီးလက်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ကမ္ဘာကျော်မင်သားကြီးဂျော့ဂလိုနီဟာအဲ့ဒီလိုမျိုးကျေးဇူးတည်တဲ့အတွက်ကြောင့်သူငွေချင်းတွေကြားထဲမှာတော်တော်လေးအံ့ဩသွားပါတယ်။ခုတော့သူငွေချင်းအားလုံးလိုဟာဒေါ်လာတန်းချီကျော်ဝချမ်းသာသူတွေဖြစ်သွားပါတော့။ဝယ်နေဒီတော့ကသူတို့ကစူပါကွန်တွေပေါ်ပါတယ်။ သူတို့ကျွန်တော်ကိုပတ်စံချီးရဲ့ပြန်လဲမတောင်းဘူးအဲ့ဒီနှစ်ကာလတွေကကျွန်တော်လိုအပ်သမျှသူတို့ပဲကူညီပေးခဲ့တာပါ ခုတော့သူတို့ကိုကျွန်တော်ပြန်ကူညီနေရပါပြီလို့ဂျော့ကလိုနီကဂျော့ကလိုနီဟာသေယုဆောင်ဒရိုက်တာလောက်ကနေဝင်ဝင်တော့တော့လဲရအောင်တော့မကပဲတခြားလုပ်ငန်းတွေလည်းပိုင်ဆိုင်ထားပါတယ်2019ခုနှစ်ကသူ့ရဲ့တက်ကီလာကုမ္ပဏီကို American Dollar 10 billion နဲ့ရောင်းချခဲ့ပါတယ်ဂျော့ကလိုနီဟာ 2013ခုနှစ်က gravity စကားကြောင့်ဝင်ငွေများအပြားရရှိခဲ့ပြီးနောက်2မီတစိတ်လက်ဆွဲ84လုံးဝယ်ခဲ့ပြီးဒေါ်လာတသန်းစီထက်ကတငွေချင်း14ဦးကိုလက်ဆောင်ဖေးခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းမျိုးပြောချင်တဲ့ပြ။ Country Music ဒီကနေတဆင်ပဲအင်္ဂလိပ်စာသင်ယူခဲ့ရပါတယ်လို့ကဘာကျော်မင်းသားချစ်ချစ်ချန်ကပြောပါတယ်။အသက်82နှစ်ရွယ်ကိုခန့်ပညာကျော်မော်မင်းသားချစ်ချန်ဟာ Country Music ဒီကတဆင်အင်္ဂလိပ်စာသင်ယူခဲ့တာပါ။ ကန်ထရီတချင်းတွေကနှေးတာကြောင့်တချင်းစာသားတွေလမ်းယူရတာပိုလွယ်ခဲ့တယ်လို့ချကီချန်ကဆိုပါတယ်ဒီအကြောင်းကိုဒီ Kelly Clarkson Show မှာပြောတာပါကန်ထရီတချင်းတွေကနှေးတော့ဗျာအဲ့ဒီတချင်းတွေကလည်းကျွန်တော်အင်္ဂလိပ်စာသင်ယူခဲ့တယ်လို့သူကဆိုပါတယ်သူက1960ကတည်းကတိုက်ခိုက်ရေးကူတွေလုပ်ငန်းတွေကိုလေ့လာခဲ့ရတာကြောင့်လေ့ကျင့်သင်ယူတွေမလိုအပ်ခဲ့ဘူးလို့သူကဝန်ခံပါတယ်ကျွန်တော်လေ့ကျင့်မှုမလိုတော့ဘူးလေကျွန်တော်နှစ်ပေါင်း60ကျော်နှိမ့်တိုင်းလေ့ကျင့်ခဲ့တယ်ကျွန်တော်တိုက်ခိုက်နေခဲ့ရတာလို့ပြောပါလိမ့် ဂျက်ကီချန်ဟာ credit kit legend စကားတင်မှာ Mr. Han ဖြစ်ပေါ်လာပြီးနယူးယောက်ကအကြောင်းမှာအနိုင်ကျင့်ခံရတဲ့တူဖြစ်သူလေးကိုကိုခိုင်ပညာသင်ကြားပေးသူဖြစ်မြင်တွေ့ရမှာဖြစ်ပါလေတကယ်တော့မင်းသားကြီးဂျက်ကီချန်က1984ခုနှစ် credit kit နဲ့ Rocky စကားနဲ့မကြည့်မိခင်သူ့ရဲ့ Hollywood အိမ်မှာကိုဆုံးမချင်ခဲ့တဲ့ဆိုပါလေသူ့ credit kit နဲ့ Rocky စကားတွေဟာ သူ့ရဲ့သေဆုံးအိမ်မှာကိုမဆုံးလို့လိုက်ဖို့ခေါ်ပေးခဲ့တာပါဒီအကြောင်းကိုသူကိုယ်တိုင်ဖွင့်ဟပြောခဲ့ပါတယ် ခုနှစ်ဆိုကျွန်တော်နုပညာသက်တမ်း64နှစ်ရှိပြီကျွန်တော်စတန်သွားဖြစ်တာအောင်မှတ်ရမိတယ်အဲ့ဒီချိန်ကအရှင်စကားတွေခင်မစားတော့ဘူးဘာလို့ရမလဲကျွန်တော်မသိတော့ဘူးကျွန်တော်ဆွန့်လွတ်ပြဖို့စူးစမ်းကြည့်တယ်နောက်တော့ creative စကားယုံတင်တဲ့ချိန်တင်ရင်းကြီးတွေလည်းသွားပြီးတော့ကျွန်တော်ကြည့်တယ်အဲ့ဒီစကားမျိုးတော့ကျွန်တော်အားပြန်ပြေးလာတယ်အကောင်းမြင်စိတ်ဖြစ်လာတယ်ငါလက်မလျှော့သင့်ဘူးဘဝငါ့ကိုဖြိုလဲစေတယ်ဒါပေမဲ့ငါပြန်ထားမယ်လို့ကျွန်တော်တွေးတယ်ကျွန်တော်လေ့ကျင့်ပြင်ဆင်တဲ့ Rocky ဆိုတဲ့စကားရှုံးတင်ပြန်တယ်ကျွန်တော်သွားကြည့်တယ် ကျွန်တော်ခွန်အားတွေပြန်ပြေးလာတယ်လို့ချက်ကြီးချန်ကခွင့်ရပါတယ်။ချက်ကြီးချန်ကအဲ့ဒီအချိန်မှာလေ့ကျင့်ရေးပေါ်အာယုံဆိုင်နေခဲ့ပေမဲ့ဒရိုက်တာတယောက်ကသူ့ရဲ့စတန့်တွေကိုမြင်ပြီးနောက်တစ်ဆင့်တက်ဖို့အကြံပေးခဲ့ပါတယ်။မင်းမင်းသားဖြစ်တဲ့နယ်ကျွန်တော်ကံကောင်းစွာနဲ့လက်မလျှော့ခဲ့ဘူးကျွန်တော်ဆက်လေ့ကျင့်နေတော့မယ်။ဒါကကျွန်တော်ရဲ့တနေ့တာဖြစ်စေခဲ့တယ်လို့ချက်ကြီးချန်ကပြောပါတယ်။ချက်ကြီးချန်ကသူ့ရဲ့ company စတန့်တွေအမြဲလို့တောင်းမှဖြစ်ပြီး အနာဂတ်ကိုအစီအစဉ်မရှိဘူးလို့ဆိုပါတယ်။ကျွန်တော် company စတန့်တွေအမြဲလို့မှာဒါကျွန်တော်ဘယ်သူလဲဆိုတော့ပြနေတာပဲလေ။ ျွန်တော်အနားယူတဲ့နေ့ထိမပြောင်းလဲဘူးဘယ်တော့မှဆိုပြီးပြောသွားပါတယ်